တို့ဖွဲ့စည်းပုံထဲမှာရှိတဲ့ theory နောက်တစ်ပိုင်းကိုကျွန်တော်ထက်ဆက်ရှိထက်စဉ်းစားကြည့်ရအောင်အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ပဲပြောတာပေါ့နော်ဖွဲ့စည်းပုံအခြေခံဥပဒေစစကပုံမှန်၄နဲ့ပဲကျွန်တော်ပြောမယ်အချုပ်ချာအာဏာနဲ့ပတ်သက်လို့ရှိရင်စစကကျွန်တော်ကြည့်ရမှာကပုံမှန်၄ကို ကြည့်ရမယ်50ခုကိုကြည့်ရမယ်ပုံမှန်50ကိုကြည့်ရမယ်ဗျပုံမှန်လေးမှာဗာပြောတာလေနိုင်ငံတော်ရဲ့အချုပ်ချာအာဏာသည် ပြည်သူများမှဆင်းသက်ပြီးနိုင်ငံတော်မှာတွားတည်တည်တဲ့နိုင်ငံတော်ဝန်လုံးမှာနိုင်ငံတော်တဝန်လုံးမှာတည်တယ်ဆိုတော့ပြည်သူကလာတဲ့နိုင်ငံတော်မှာတည်တယ်ဒါကပုံမှန်လေးဒါဆိုအဲ့ဒီပုံမှန်လေးအချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ပုံမှန်49မှာဗာပြောထားလဲပုံမှန်49ကိုဖတ်ကြည့်မယ်ဆိုရင်ဤအခန်းပါအခြေခံမူများနဲ့အခန်းရှင်းနိုင်ငံသားနိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များအခန်းတွင်ပါရှိသောနိုင်ငံတော်ဆိုသည်မှာရှင်းသောဆက်ဆက်ဇဂရက်တို့၏အဓိပ္ပာယ်ကိုထောက်၍ 一波一波去看，乌布里亚，哎，在哪里？也是在哪里？乌布里比我们啊，可以安安稳稳了。哦，中午啊，可以安安稳稳了。今早上啊，放学时，中午报告过扫楼的，吼。宝马雷泽红也是流行的，假如男的男的男的嘛，我不累，比我们哦，稍微的也是楼下的，没那几东西得洗的，喏。宝马雷泽红也是流行的。 အုတ်ချုပ်ရေးအာနာနဲ့နော်ဥပဒေပြုရေးအာနာအဲ့ဒီနှစ်ခုလုံးကိုတာဝန်ယူလှုပ်ဆောင်ရတဲ့လူပုတ်ကိုတယောက်ဒါမဟုတ်အုတ်ချုပ်ရေးအာနာဥပဒေပြုရေးအာနာကိုတာဝန်ယူလှုပ်ဆောင်ရတဲ့အဖွဲ့အစည်းတစ်ခုအဲ့ဒါဒီနိုင်ငံတော်ဖြစ်တယ်လို့ပုံမှန်40ခွန်မှာပြောထားတယ်။ဒါဆိုသူသဘောသူပြောတဲ့သဘောကအဖွဲ့အစည်းသုံးဖို့လူပုတ်ကိုလို့ပြောတာတည်းကကြတော့လူပုတ်ကိုဆိုတာတော့သိကြတယ် နိုင်ငံကိုဦးစီးဦးဆောင်လုပ်တဲ့သူတမရလည်းဖြစ်နိုင်တယ်လို့ဒီခုလိုအခုလိုအရေးပဲအာဏာမှာတာဝန်ယူရတဲ့ကာကြုတ်လည်းဖြစ်နိုင်တယ်အဖွဲ့အစည်းဆိုတဲ့သဘောကတာမန်ကာလမှာဆိုရင်အစိုးရအဖွဲ့ကိုပြောတာဖြစ်တယ်လို့အရေးပေါ်ကာလမှာဆိုရင်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကိုပြောတာဖြစ်တယ်ဗျနော်ဒါဆိုရင်သူတို့တွေကအဲတော့ဥပဒေပြုရေးအာဏာနော်ဥပဒေပြုမှုအခွင့်အာဏာရဲ့အုပ်ချုပ်မှုအခွင့်အာဏာရဲ့တော့ တာဝန်ယူလှုပ်ဆောင်ရမယ်ဗါနိုင်ငံတော်ကိုစားပေါ့နော်တာဝန်ယူလှုပ်ဆောင်ရမှာဖြစ်တော့သူတို့ကိုနိုင်ငံတော်လို့တတ်မှတ်ရမယ်ဆိုပြီးပြောသွားတာဒါဆိုရင်ကျွန်တော်တို့ကဆော့ဆော့ကအော်စတင်ပြောတဲ့ဇာတ်ကားလေးနဲ့ပြန်ချိန်ထိုးစဉ်းစားကြည့်ရအောင်အော်စတင်ပြောတာကနိုင်ငံတော်ရဲ့ကိုစားဥပဒေတွေပြဋ္ဌာန်းရတယ်နိုင်ငံတော်ရဲ့ကိုစားအုပ်ချုပ်ရေးတွေလုပ်ရတယ်ဆိုတော့လေးဆက်ခုမှလည်းဥပဒေပြူရေးအလုပ်အုပ်ချုပ်ရေးအလုပ်တွေကိုလုပ်ရတာလို့ပြောတယ်နော်အဲ့တော့ဥပဒေပြူရေးအလုပ်အုပ်ချုပ်ရေးအလုပ်လုပ်တဲ့လူပုဂ္ဂိုလ်သုံးဖို့ အဖွဲ့အစည်းတွေအစိုးရကာလုံသမရကာကျုပ်အဲအခုအရေးပေါ်ကာလမှာတာဝန်ယူလုပ်နေတာကာလုံနဲ့ကာကျုပ်လေလူပုဂ္ဂိုလ်ရဲ့အဖွဲ့အစည်းရဲ့နော်အဲ့ဒါကကျတော့အော်စတင်ပြောတဲ့ဇကားအရလဲမှန်နေတာပဲနိုင်ငံတော်ရဲ့အလုပ်ကိုဘသူလဲအစိုးရသည်လုပ်ကြတယ်ဒါကြောင့်မို့အစိုးရသည်နိုင်ငံတော်ဖြစ်သလိုနိုင်ငံတော်သည်လည်းအစိုးရဖြစ်တယ်ဆိုတော့အော်စတင်ရဲ့ဇကားသည်လဲဒီပုံမှန်49နဲ့ သွားချိန်လို့ကြည့်လိုက်တော့ကောအစင်ပြေနေတာပဲခင်ဗျားတို့တေချာလိုက်စဉ်းစားကြည့်တေချာပါဖက်ဖြစ်တယ်ဒါပါဖက်ပါဖက်ဖြစ်တယ်နော်သီအိုရီကိုချိန်လို့တော့လည်းမှန်တယ်သူနိုင်ငံရေးပညာရှင်စကားနဲ့ချိန်လို့တော့လည်းမှန်တာပဲအဲ့ဒါဆိုရင်နိုင်ငံတော်ကနိုင်ငံတော်ရဲ့ချုပ်ချာအာဏာပြည်သူမှဆင်းသက်ပြည်သူတွေကဆင်းသက်ပြီးနိုင်ငံတော်မှတည်တယ်ဆိုတာကသီအိုရီကလည်းမှန်တယ်လို့ပညာရှင်တွေပြောစကားရလည်းမှန်နေတာပဲနော် အဲအဲ့ဒီမှာတော့သူကပုံမှန်59မှာတော့သူကဗာပြောထားလဲဆိုတော့အဲ59ဆိုတာတော့တမရနဲ့ပတ်သက်တဲ့ဥစ္စာတွေပေါ့နော်ဟိုနိုင်ငံတော်တမရအခန်းရောက်သွားပြီအဲ့တော့နိုင်ငံတော်တမရတဲ့ဒုတမရများသည့်နိုင်ငံတော်ကိုကိုစားပြုသည်တဲ့နော်အဲ့တော့နိုင်ငံတော်တမရစစစက49မှာလည်းပါတယ်လေလူပုဂ္ဂိုလ်တို့မှအဖွဲ့စည်းလို့ပြောသွားတယ်လူပုဂ္ဂိုလ်ဆိုတာစစတမရဒုတမရတွေပေါ့နော်အဲ့တော့နိုင်ငံတော်နဲ့ဒုနိုင်ငံတော်တမရဒုတမရနိုင်ငံတော်ကိုကိုစားပြုသည်တဲ့ ရှိစီလေးပဲပြည်သူတွေရဲ့ချုပ်ချာအာဏာသည်ပြည်သူမှမတည်ဘူးပြည်သူတွေကစဉ်းစားတော့မှန်တယ်ဘာမှသွားတည်တာလဲနိုင်ငံတော်မှာသွားတည်တာနိုင်ငံတော်မှာတာဝန်ယူရတဲ့လူပုဂ္ဂိုလ်တို့မှုအဖွဲ့အစည်းမှာသွားတည်တာဒါဆိုရင်ပုံမှန်လေးနိုင်ငံပြည်သူကစဉ်းစားတဲ့အချုပ်ချာအာဏာကနိုင်ငံတော်မှာသွားတည်တာဆိုတာမှန်တာပေါ့ကျွန်တော်မနေ့ကညပြောသွားတယ်အင်တာနက်ဒီမိုကရေစီကိုကျွန်တော်ပြောသွားတယ်ဒါရက်ဒီမိုကရေစီတုံးကတော့ ပြည်သူရဲ့အချုပ်ချာအာဏာကပြည်သူမှာသွားတည်တာ မှန်းတယ်။ဒါကပြည်သူတွေကိုယ်တိုင်ဥပဒေပြုရလို့တအိမ်တယောက်လာပြီးတော့အင်တာနက်ဒီမိုကရေစီမှာကြတော့အဲ့လိုမဟုတ်ဘူး။ပြည်သူတွေကကိုယ်စားလှယ်တော်တွေကိုသူတို့ကိုယ်စားနိုင်ငံတော်အလုပ်တွေကိုလုပ်ဖို့ခန့်ပေးရတာ indirect democracy မှာကြတော့နိုင်ငံတော်ရဲ့အလုပ်ဘယ်သူလုပ်ကြမှာလဲအစိုးရတွေနိုင်ငံတော်ကိုယ်စားအစိုးရအလုပ်တွေလုပ်ကြတာ ဒါဆိုအော်စတင်ပြောတဲ့ဇာတ်ကားမှာအတူတူပဲလေနိုင်ငံတော်ဒီအစိုးရအစိုးရဒီနိုင်ငံတော်ဆက်ဆက်ဆက်နေပါတယ်နိုင်ငံတော်ရဲ့လုပ်ကိုအစိုးရလုပ်ကြတယ်ဟောဘယ်လိုကြည့်ကြည့်2008ဒီဘာဖြစ်လဲသီအိုရီရလဲမှန်တယ်ပါဖက်ဖြစ်တယ်ပါဖက်ဖြစ်တယ်အဲ့တော့ကျွန်တော်နားလည်ရမှာကခင်ဗျားတို့ဆွတ်ဆက်ဘူးကန်ပြီးတော့ဟိုဒီမိုကရေစီဒီမိုကရေစီဆွတ်ဆက်အော်နေမဲ့အစားဒီ2008ထဲမှာပါတဲ့ဇကရက်တွေကဒီမိုကရေစီဇကရက်ဟုတ်လားမဟုတ်လား နော်ဒီမိုကရေစီစနစ်ဟုတ်လားမဟုတ်လားဟာငါတို့မေမေစုကပြောတယ်ငါတို့88တွေကပြောတယ်2008ကဒီမိုကရေစီမဟုတ်ဘူးဒီမိုကရေစီစနစ်မဟုတ်ဘူးမှားနေတယ်မစစ်မှန်ဘူးလို့ပြောတဲ့ဇာတ်ကဟုတ်လားမဟုတ်လားပြန်ဆန်းစစ်ဖို့တော့လိုနေပြီနော်နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်တင်ထားတဲ့ topic လေးအတိုင်းပဲအချုပ်ချာအာဏာမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ဒီမိုကရေစီနည်းနဲ့ကျွန်တော် focus လုပ်ကြည့်တော့ အရာအလုံးက perfect ဖြစ်နေတယ်နော်ဒါဆိုလို့ရှိရင်အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့နားလည်မလို့ထင်ပါတယ်စင်ပြေပဲထင်ပါတယ်နော်